ွာတွင်သရုတ်ထသတင်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်ယောအေယုန်ဂလိကျမ်းအခန်းကြီး9အခန်းငယ်16မှ30ထိုချိန်၌သခင်ယေရှုကဂျူးလူမျိုးတို့အားမိန့်တော်မူသည်မှာငါ၏ခမည်းတော်သည်ယခုတိုင်အောင် အလုလုတော်မူသည့်အတိုင်ငါသည်လည်းအလုလုလျက်ရှိသည်ဟု သူတို့အားပြန်ဖြေတော်မူ၏ထို့ကြောင့် ဂျူးလူမျိုးတို့သည် ကိုရော့ကိုတတ်ရန်ပို၍ပင်စူးစားကြလေ၏အကြောင်းမူကားကိုရော့သည် ဥပုံနေကို ဖောက်ဖျက်သည်တမကဖျားသခင်ကိုမိမိခမီးတော်ဟုခေါ်လျက်မိမိကိုယ်ကိုဖျားသခင်နှင့်ဒန်းသူဖြစ်စေတော်မူသောကြောင့်ဤယေရှုကလည်းသင်တို့အားငါဧကံအမှန်ဆိုသည်ကားတားတော်သည်မိမိအလိုလျောက်မိသည့်အရာကိုမျှမပြုနိုင် သူသည် ခမီးတော်ပြုတော်မူသည်ကို မြင်ရသလောက်သာပြု၏အပေကြောင့်ဆိုသော ခမည်းတော်ပြုသည်များအတိုင်းပင်သားတော်သည်လည်းပြု၏အကြောင်းမူကားခမည်းတော်သည်သားတော်ကိုချစ်တော်မူသောကြောင့်မိမိကိုယ်တော်တိုင် ပြုတော်မူသည်များကိုသားတော်အားပြတော်မူ၏ထို့အတူသင်တို့အံ့ဩခြင်းရှိကြစေရန်ခမည်းတော်သည် ထိုထက်မြမက ကြီးကျယ်သော အမှုရာတို့ကိုပင်သားတော်အားပြတော်မူလိမ့်မည်အကြောင်းမူကား ခမည်းတော်သည်တည်သောသူတို့ကိုထမြောက်စေ၍အသက်ပေးတော်မူတကယ်သို့တားတော်သည်လည်းမိမိအလိုရှိသောသူတို့ကို အသက်ရှင်စေတော်မူ၏ခမည်းတော်သည်မိသူကိုမျှတရားစီရင်တော်မူမူသို့တော်ကိုတော်သည်တရားစီရင်ပိုင်ခွင့်ရှိသည်မျှကိုတားတော်အားပေးတော်မူ၏ဤသို့ဖြင့်ခတ်သိမ်းသောသူတို့သည်ခမည်းတော်ကိုယိုသေးတဲ့ကဲ့သို့ပင်တားတော်ကိုလည်းယိုသေးကြရမည်ဖြစ်၏ တားတော်ကိုမယိုသေးတော်သူသည် သူအားဆလွတ်တော်မူသောခမည်းတော်ကိုမယိုသေးသင်တို့အားငါဧကံအမှန်ဆိုသည်ကားငါ၏စကားကိုနားထောင်လျက်ငါကိုဆလွတ်တော်မူသောအရှင်ကိုယုံကြည်တော်သူသည် ထာဝရအသက်ကိုရ၏ထိုသူသည်အပြစ်စီရင်ခြင်းသို့မရောက်ရဘဲတေခြင်းမှ အသက်ရှင်ခြင်းသို့ကူးပြောင်းလေပြီသင်တို့အားငါဧကံအမှန်ဆိုသည်ကားတေလွန်တော်သူတို့သည် ဖျားသခင်ဤသားတော်အတန်ကိုကြားရသည့်အချိန်တိုင်းမှာကြားရောက်လာပြီဖြစ်ရာယခုတွင်ပင် ကြားရောက်လေပြီကြားရသောသူတို့သည်လည်းအသက်ရှင်ကြလိမ့်မည်အကြောင်းမူကားခမည်းတော်သည် အသက်ကို ပိုင်ဆိုင်တော်မူတဲ့ကဲ့သို့သားတော်သည်လည်းအသက်ကိုပိုင်ဆိုင်စေခြင်းကအခွင့်ပေးတော်မူ၏ခမည်းတော်သည်တရားစီရင်ရန်အခွင့်အာဏာကိုလည်းသူအားအနှင်းထားတော်မူ၏အဘယ်ကြောင့်ဆိုသော သူသည် လူသားဖြစ်တော်မူသောကြောင့်ဤအကြောင်းအရာကိုအံ့ဩခြင်းမရှိကြနှင့်အကြောင်းမူကားတင်ញိုင်းများအတွင်း၌ရှိကြသော သူအပေါင်းတို့သည် သူ၏အတန်ကိုကြားရမည်အချိန်၌ရောက်လာလိမ့်မည်။ကောင်းသောအကျင့်ကိုကြည်ကြံသောသူတို့သည်အသက်ရှင်ခြင်းနှင့်ဆိုင်သောထမြောက်ခြင်းတို့၎င်းမကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အပြည့်စင်ခြင်းနှင့်ဆိုင်သောထမြောက်ခြင်းတို့၎င်းရောက်ကြလိမ့်မည်။ငါသည် ငါအလိုအတိုင်းမိသည့်အရာကိုမျှမပြုနိုင်ငါချားရသည့်အတိုင်းတရားစီရင်၏ငါ၏စီရင်ခြင်းသည်လည်းတရားမျှတ၏အကြောင်းမူကားငါသည်ငါအလိုဆန္ဒကိုမလိုက်ဖဲငါကိုဆ ెల ွတ်တော်မူသောသူ၏အလိုတော်ကိုသာလိုက်နာ၏ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည် ခမေတော်နဲ့သားတော်အကြာမှရှိသောအဆက်အသွယ်ခုအဘကစပြီးတော့စိန်ကြောင်းအင်္ဂလိပ်ကျန်ကိုကျွန်တော်တို့စပြီးဖတ်ပြီးဖြစ်ပါတယ်တနင်္လာနေ့ကစပြီး is there ကာလမှာလည်းတောက်လျှောက်ဖတ်ကြရအောင်မယ်ကြားကြအောင်မှာလည်းပဲဖြစ်ပါတယ် Christmas အချိန်မှာလည်းပဲရှင်ယောဟန်အင်္ဂလိပ်ကျန်တွေကိုကျွန်တော်တို့အများပိုင်းဖတ်ရပါတယ်ဒါကြောင့်ဒီရှင်ယောဟန်ထူးခြားချက်တချို့ကိုဒီနေ့ ထောက်ရှုလိုပါတယ်ခမီးတော်နဲ့သားတော်ကြားရှိတဲ့အဆက်အသွယ်တခြားအင်္ဂလိပ်ကျမ်းတွေနဲ့မတူပဲအထူးအသားပေးဖော်ပြတဲ့အချက်ဖြစ်ပါတယ်ရှင်ယောဟန်အင်္ဂလိပ်ကျမ်းမှာဒီနေ့ဒီဟာကသခင်စု အသေးချာကို ထုတ်ဖော်ပြသလာပြီပဲဖြစ်ပါတယ်ခမီးတော်ကိုသူဖွင့်ပြလာတယ်သားတော်သူကိုယ်တိုင်ကလည်းဖွင့်ပြလာတယ်။နှစ်ပါးမှာ စီလုံးညီညွတ်ချင်းတလုံးတစ်ပါးဒီရှိချင်းကိုဖွင့်ပြလာတယ်။သူဟာခမီးတော်ကဲသို့တန်းတူဖြစ်တဲ့တခြားသောဖရာတစ်ပါးတီးတဲ့မဟုတ်ပဲခမီးတော်နဲ့သူ တလုံးတစ်ပါးဒီရှိတဲ့ချစ်ချင်းမြတ်တာ၌သူတို့နှစ်ပါးရဲ့ချစ်ချင်းဟာကဲတင်ချင်းကိုဖြစ်စေတယ်။ကဲတင်ချင်းဟာသူတို့နှစ်ပါးရဲ့ချစ်ချင်းကြောင့်ဖြစ်တယ်ဆိုတဲ့အချက်တွေကိုကြားရပါတယ်။ တားတော်ကိုဆွလို့တည်တယ်အောင်ဤလောကကိုချစ်တော်မူသည်ဆိုတဲ့အချက်ခန်းကြီး၃မှာကြားတယ်လို့ဒီနေ့မှလည်းပဲဒီအချက်ကိုပဲပြန်ပြီးကြားလာရပါတယ်ဒီအချက်ဒီအားလုံးဟာကျွန်တော်တို့ယုံကြည်ခြင်းအချုပ်ထဲမှာမှတကယ်အဓိကအချက်ကြီးတွေဖြစ်နေပါတယ်ခမီးတော်ဖျားရှိတယ်ချစ်တော်မူတဲ့မြစ်မြစ်တာနဲ့ပြည့်ဝတဲ့ပုံကိုဖြစ်တယ်တားတော်လည်းရှိတယ်ဒီအရာကိုအကောင့်ထဲဖော်လျက်ရှိတယ်ခမီးတော်ရဲ့စီမံကိန်းခမီးတော်ရဲ့လုပ်ငန်းတော်အကြံစီတော့ တားတော်နဲ့ဓလုံးတော်ရီဖြစ်တယ်။အကောင့်ထဲပေါ်လျက်ရှိတယ်။ဒီချက်တရားယုံကြည်ခြင်းအချုပ်ရဲ့တကယ်ဘ ഹു ကြတဲ့အချက်တွေဖြစ်ပါတယ်။ဒီအချက်လက်တွေဟာ concept အတွေးခေါ်အယူဆသက်သက် idea မဟုတ်တော့ပဲပါစကားကာလမှာအချက်လက်ကနေပြီးတော့အဖြစ်ပြက်ဖြစ်လာပါတယ်။အဖြစ်မှန်ဖြစ်လာပါတယ်။တကယ်ဖြစ်ပြက်တဲ့ပုံကိုဖြစ်လာပါတယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းအချုပ်ဆိုတဲ့နေရာမှာ ဖို့ချက်ဒီချက်တွေမဟုတ်တော့ပဲဒီယုံကြည်ခြင်းအချုပ်ရဲ့ဘဟုအကြဆုံးဟာသခင်ယေရှုဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်နေပါတယ်သခင်ယေရှုပုဂ္ဂိုလ်တကယ်အမှန်တကယ်သူ့ရဲ့တည်ရှိတဲ့ reality တကယ်အဖြစ်အပျက်တွေကိုကျွန်တော်တို့ကြုံတွေ့ရပါတယ်ဒီချက်တွေကိုယုံကြည်ကြပါတယ်ဆက်လက်ပြီးတော့လည်းယုံကြည်ကြပါတယ်ဒီလိုဖြစ်ဖြစ်တဲ့အချက်လက်တွေဟာဒီတိုင်းမနေပဲကျွန်တော်တို့ယုံကြည်သူတယောက် စီကိုလည်းပဲဒီအဖြစ်အပျက်တွင်းသို့ခေါ်ယူလျက်ရှိတယ်။သူတို့ရဲ့အဖြစ်မှန်အတွင်းသို့ခေါ်ယူလျက်ရှိတယ်ဆိုတာကိုသိကြမှာလည်းပဲဖြစ်ပါတယ်။ပါစကားကာလာဒါပဲဖြစ်ပါတယ်။သူတို့ရဲ့ချစ်ချင်းမေတ္တာအတိုင်းဝမ်းတွေကိုဆွဲသွင်းခြင်းခံရတယ်၊ဝင်ခွင့်ပြုတယ်။သူတို့ရဲ့ရှင်မြန်ထမြောက်ခြင်း၊သူတို့ရဲ့သာဝရအတ္တဓာတ်တွေကိုဝင်ခွင့်ပြုတယ်။ချစ်ချင်းမေတ္တာအတိုင်းဝမ်းတွေကိုဝင်ခွင့်ပြုတယ်။တရားဟာပါစကားရဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။ ခရမကြီးပဲဖြစ်သွားတာမဟုတ်ဘဲတယောက်စီမှာယုံကြည်သူတိုင်းလည်းပဲထိအပြည့်ပြတ်တဲ့ကို ပါဝင်ခွင့်ရတယ်ဆိုတာကိုသိရင်းနဲ့ယုံကြည်ခြင်းအချုပ်ဆိုတဲ့အခါတိုင်းမှာတရိယာမယ်အချက်ကတော့ယုံကြည်ခြင်းအချုပ်ထဲမှာရှိတဲ့အချက်လက်တွေဟာအချက်လက်မဟုတ်ဘဲအချက်လက်အဖြစ်မျိုးမကပဲသူ့ရဲ့ပါဇကအဖြစ်ပြက်တွေကြောင့်ဒီအချက်လက်တွေဟာအဖြစ်ပြက်ဖြစ်လာရပါတော့တယ်ဒီအဖြစ်များနေတဲ့ကိုကျွန်တော်တို့တယောက်စီလည်းပဲ ဝင်ခွင့်ရရှိလာပါတော့တယ်။ကိုရိုက်ထမြောက်ချင်းတပည့်တော်တို့တနေ့တခြားတွဲဝင်ခွင့်ပြုတော်မူပါ။